ပြည်သူတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါကျွန်တော်ဒီနေ့ဇာတ်ကားအကြောင်းပြောခင်မှာ channel subscribe လုပ်ပြီးနောက်ခါလောက်နဲ့ VPN ဖွင့်ရုပ်ရှင်ကို like လုပ်ပြီးအစီအစဉ်ကိုစားပါမယ်ခင်ဗျာကျွန်တော်ဒီနေ့ကတော့ရိုးရိုးလေးပဲဟိုတနေ့ကအစပြန်လေးပြုတ်ထားခဲ့တဲ့ Chucky Season 3ရဲ့အပိုင်းနှစ်ကိုဆက်လာပြီးတော့တင်ဆက်ပေးမှာပါဆိုတော့အပိုင်းတင်မှာတော့တွေ့ရတဲ့အတိုင်းပဲ Chucky ကဘယ်ရီသွားပြီးတော့စော်နေလဲတမရအိမ်တော်ဒီပါဝင်ပြီးတော့ဂျုံနေခဲ့ပြီအဲ့တော့ဒီဘိုင်းမှာဘလုံးမျိုးတွေဆက်ပြီးတော့ဖြစ်အောင်မှာလဲ Jade တို့ကလည်းသူ့ကို like ရှာဖို့ကြိုးစားနေကြတယ်ဆိုတော့ Chucky ကတမင်းကိုစိန်ခေါ်ခဲ့ပြီးတော့ဟင်းစွေးလို့ပေးလိုက်ပြီး တို့လွယ်လွယ်နဲ့ရှာတွေ့ပါမလားဂျက်ကီတော့ဘလို့လိုက်ကြမှာလဲဂျက်ကီရောဘလို့ပြန်ပြီးတော့ပတ်အောင်မှာလဲစွာတွေကို Let's go တူတူကြည့်လိုက်အောင်ပါခင်ဗျာဂျက်ကီ season 3ရဲ့အပိုင်း2ဖြစ်ပါတယ်ခင်ဗျာဒီပိုင်းအစမှာတော့ဂျိတ်တို့တောင်းတော့သာအင်ဖြူတော်တဲ့ဘလို့ဝင်ရမလဲဆိုတော့အကြံထုတ်နေကြပြီးတော့ဒေဗန်ကငါတို့ကဘာဘွားအလုံးကြုံဆုံးနေရာတနေရာဘလို့ဝင်ကြမလဲဆိုတော့ဂျိတ်ကသူတို့ခီးသွားတွေကိုအင်ဖြူတော်လေးလာခီးနေနဲ့ဝင်ဝင်ပေးတယ်လေးလို့ပြောလိုက်ပါတယ် ဒါပေမဲ့အဲ့ဒါကရန်တရပတ်နဲ့ခြေဆောင်အပ်တက်ပြီးတော့ဝင်ကွင်းအတွက်အီးမေးလ်တွေလည်းကြိုပြီးတော့ပို့ရပါတယ်။အိုင်မာနီလာစီကဂျိတ်တို့ကိုတမရရဲ့သားကြီး Grand ရဲ့ပုံကိုပြလိုက်ပြီးတော့သူကဆိုရှယ်မီဒီယာရမ်းသုံးနေသူပဲ။သူ့အကူအညီနဲ့ငါတို့ဝင်လို့ရတော့တယ်လို့ပြောလိုက်ပါတယ်။ဒေဗန်ကသူ့မှာ follower နှစ်တန်းလောက်ရှိတယ်။နေပိုးတဲ့စာကို तू ကဘလို့ဖတ်မှာလဲလို့မေးလိုက်တော့ဒါစီကအယုတ်လူသားကောင်လိုက်ရတာခက်ပေမဲ့စော်ချခြင်းနဲ့ကောင်လေးတွေလိုက်ရတာလွယ်တယ်လို့ပြောလိုက်တဲ့အတွက်ဒေဗန်လည်း तू မကျွမ်းကျင်တဲ့အပိုင်းမလို့ပါဇက်ဖိတ်သွားခဲ့ပါတော့တယ်။ ပြီးတော့ confidence level ဆိုးဟိုင်းနေတဲ့လက်စီလေးက Devan ကို Grand အကြောင်းရားသလောက်စုံစမ်းထားဖို့ပြောလိုက်ပြီးတော့ဂျိတ်ကိုလည်းမနှက်ဖြန် DC ကိုသွားဖို့ရထားလက်မှတ်ကြိုဖြတ်ထားလို့ပြောလိုက်ပါတယ်။အဲဒီမှာပဲ Miss Fairchild ကသူတို့စီကိုရောက်လာတဲ့အတွက်ဂျိတ်တို့က Fairchild ကို Chucky အကြောင်းမပြောဖို့တောင်းနေတောင်းသတိပေးလိုက်ကြပါတယ်။ဒါပေမဲ့ Miss Fairchild ကလည်းသတင်းကြည့်ရင်လည်း Chucky အိမ်ဖြူတော်ရောက်နေအောင်တည်သွားတယ်။ဂျိတ်တို့၃ယောက်က Chucky နောက်ကိုလိုက်ကြတော့မယ်ဆိုတော့သဘောပေါက်သွားခဲ့ပါပြီ။ Miss Fairchild ကနင်တို့မသွားအောင်တော့ဒါအရန်ကိုအန်နေများတယ်။အခုငါနင်တို့ရတာဝန်ရှိနေပြီဆိုတော့ဂျိတ်က ကျွန်တော်လည်းချက်ကီးတို့တောင်းဝန်ရှိတယ်လေလို့ပြောလိုက်ပေမဲ့ဖဲချိုင်းကသူ့အတူအယုတ်တကောင်လူတက်တာတော့နှုတ်မှတောင်းဝန်မရှိဘူးလေလို့ပြောလိုက်ပါတယ်။ဒါမဲ့ဒေဗန်တို့ကချက်ကီးကအပြစ်မဲ့တဲ့လူတွေကိုလိုက်ပြီးတော့တတ်နေတာဗျ။ကျွန်တော်တို့ဒီတိုင်းရက်ကြီးနေလို့မရဘူးလေလို့ပြောလိုက်တော့မစ္စဖဲချိုင်းကဒါဆိုတော့နင်တို့ကြီးပဲသွားလို့မရအောင်ငါလည်းလိုက်မယ်လို့ပြောလိုက်ပါတော့တယ်။အိမ်ပြော်မမှာတော့ဟင်နရီကသူ့အခန်းအပိတ်ခံထားတဲ့တို့ကသူ့ကို grand နဲ့လာအိတ်နေပြီးတော့ချက်ကီးကအိတ်ရပေါ်ခေါ်လာနေခဲ့ပါတယ်။ဟင်နရီက grand မင်းတို့တတ်တီးလို့ပဲတေမာလာလို့မေးလိုက်တော့ grand က သူညီကိုစိတ်ပြေအောင်ဖြောင်းပြပေးနေခဲ့ပါတယ်။ဂရန်ကဟင်နရီကိုဆုံးသွားတဲ့သူရဲ့ညီလေးဂျိုးဆာအကြောင်းပြောဖို့လုပ်ပေမဲ့ဟင်နရီကဂျိုးဆာဒီမှာရှိတယ်လေဆိုပြီးတော့ဂျာကီရုပ်ကိုပြတဲ့အတွက်ဂရန်လည်းစိတ်လေးဝါးပြီးတော့ဘာမှဆက်မပြောခဲ့တော့ပါဘူး။နောက်နေ့သမရမိသားစုမတက်စာစားတဲ့အချိန်မှာဟင်နရီကသူမိဘတွေကိုဂျိုးဆာကဆွီဒင်အသားလုံးစားချင်တာလို့ပြောတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ကော်လင်းနဲ့ချာလော့တို့ကလည်းဂျိုးဆာကပန်ကိတ်ပဲစားချင်မှာပါတားရဲလို့ပြောလိုက်တော့ဟင်နရီကဂျိုးဆာပါဇန်နာကိုကတ်ပြီးတော့နားထောင်လိုက်ပြီး ဂျိုးဆက်ကဒီဆောက်ပံကိတ်တွေကိုမကြိုက်ဘူးလို့ပြောတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတော့တယ်။အာနယ်ကော်လင်းကလည်းတားလီအဲ့လိုရိုင်းတဲ့ဇကလုံးတွေမပြောရဘူးလေဆိုရင်ဟင်နရီကတားပြောတာမဟုတ်ဘူးဂျိုးဆက်ပြောတာလို့ပြောလိုက်ပါတယ်။ပြီးတော့ဂျိုးဆက်ကဘဲဥပုံရုံးကန်းကိုနောက်တစ်ခေါက်ထပ်ပြီးတော့လိုက်ချင်အောင်ဟင်နရီကပြောလိုက်တော့သမရာကော်လင်းနဲ့အစကလက်မခံခြင်းမိမဲ့ဟင်နရီစိတ်ချမ်းသာရအောင်လို့လက်ခံလိုက်ရပါတော့တယ်။နောက်တစ်ခါမှတော့တက်တီသေဆုံးမှုကိုစုံစမ်းစစ်ဆေးနေတဲ့ Warren Price ဆိုတဲ့ agent နဲ့ကော်လင်းနဲ့ချားလို့တို့စကားပြောနေကြပါတယ်။ ဝါရိုင်ကသူ့ကိုအိမ်ပြော်အချက်လက်တွေအကုန်လုံးကြီးကွင်ပေးဖို့တောင်းဆိုလိုက်ပြီးတော့တက်တီးမှာအကျွေးတွေရှိတာတို့ရန်သူအရှုံရှင်းရှိတာတို့ကိုတိလားလို့မေးလိုက်ပါတယ်။ချားလောက်ကတက်တီးကိုအေးဆေးခေါင်းချခွင့်ပေးခြင်းနဲ့သူ့နာမည်ကိုထိခိုက်မဲ့ကိစ္စတွေမလုပ်ပါနဲ့တော့လို့ပြောနေပေမဲ့ဝါရိုင်ကတော့သူ့တက်တီးသေဆုံးမှုကိုဖော်ထုတ်ဖို့လိုနေတယ်။သူ့သေဆုံးမှုကမတင်ငါစရာကောင်းနေတယ်လို့ပြောလိုက်တာပါ။အဲနောက်တော့ဝါရိုင်ခုံမမတင်ထားတဲ့ချက်ကီးကိုသတိထားမိသွားပြီးတော့ဒါဘာလဲလို့မေးလိုက်တော့ချားလောက်ကကျမတို့သားဟင်နရီရဲ့အယုတ်ဂျိုးဆက်ပါလို့ပြောလိုက်ပါတယ်။ ဝါရန်လည်းဂျိုးဆက်ဆွဲနာမည်ကိုကော်လင်းတို့ရဲ့တေဆုံးသွားတဲ့တားရဲ့နာမည်ဖြစ်ကြောင်းကိုသတိထားပြီးလိုက်ပါတယ်။အဲဒီချိန်မှာပဲကော်လင်းကိုသူ့ရဲ့အတွေ့အမှုကစားဆောင်လာပို့တဲ့အတွက်ကော်လင်းကဆမ်ငါ့ရဲ့စာရေးဖွင့်တဲ့ဓာတ်ကိုတွေ့ပြီလားလို့မေးလိုက်တော့ဆမ်ကမတွေ့မိပါဘူးဆရာလို့ပြန်ဖြေပါတယ်။အဲနောက်တော့ဝါရန်ကတတိတေဆုံးသွားတဲ့အခန်းကိုဆေးဆေးဖို့အတွက်ထွက်သွားခဲ့ပါတော့တယ်။တမက်မှာတော့ဂျိတ်တို့ဖွဲ့က Grand နဲ့အဆက်အသွယ်ရဖို့အတွက်အစီအစဉ်လေးဆွဲနေပြီးတော့ဒေဗန်က Grand အကြောင်းတွေကိုစုံစမ်းလာပါတယ်။ Grand ကဒီတိုင်းစော်ပဲကြောင်ကျင်တဲ့ကောင်းလေးပဲတော့မဟုတ်ဘူးဟာ ူကတမိုင်းနဲ့ပတ်သက်တာလေးစိတ်ဝင်စားပုံပဲပြီးတော့ပူဆွေးတဲ့အကြောင်းတွေတင်တဲ့အကောင့်တွေကိုလည်း follow လုပ်ထားသေးတယ်လို့ဒေဗန်ကပြောပါတယ်အာနဂျေးက grand တည်သွားတဲ့ညီအတွက်ပူဆွေးနေရတဲ့ဆက်ဆက်မိအောင်နေနဲ့ပူဆွေးတဲ့ကိစ္စအကြောင်းတွေတင်ရောလို့အကြံပေးလိုက်ပါတယ်အာနလက်စီက live လွင့်ပြီးတော့ frank calling ကိုဆက်သွယ်ခြင်းကြောင့်သူညီမ caroline ကအခုထိပျောက်နေသေးကြောင်းနဲ့သူအကူအညီလိုလို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်ဝါရိုင်ကတော့တက်ဒီတည်ဆုံးသွားတဲ့ဟင်နရီအခန်းထဲမှာ live စစ်ဆေးပေးနေချက်ကြီးရဲ့ခြေဟာသေးသေးလေးတွေကိုမြင်သွားတဲ့အတွက် ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်ဒါမှမဟုတ်တော့ grand ကလည်းចောင်းမှာ live လွှင့်ပြီးတော့သူ follower တွေနဲ့စကားပြောနေပြီမဲ့ចောင်းမှာတော့သူ့ရဲ့တငယ်ချင်းမရှိပုံပါပဲသူကသမရရဲ့သားဖြစ်နေပြီမဲ့ចောင်းသားတယောက်ကသူ့ကိုအရှုံးသမားဆိုပြီးတော့လက်ကလေးထောင်ပြီးတော့ပြောသွားခဲ့ပါသေးတယ် gram လည်းသူ live လွှင့်တာကိုရပ်လိုက်ပြီးတော့ phone live ပုံရင်းနဲ့လက်စီကူညီတောင်းထားတဲ့ video file ကိုတွေ့လိုက်ရပါတယ်လက်စီက caroline ပြောင်းနေအောင်လူတိုင်းသိအောင်လုပ်ချင်ကြောင်း grand ဆိုရင်လူတွေပို့သိအောင်လုပ်နိုင်မှာဖြစ်တဲ့အတွက်သူ့ကိုကူညီဖို့ပြောထားခဲ့တာပါ အိုင်နာမာရလက်စီက grand နဲ့အဆက်အသွယ်ရသွားခဲ့ပြီးလက်စီကအပြေမှာတွေ့ရအောင်လို့ချိန်လိုက်တဲ့အတွက် grand ကမနက်ဖြန် coffee ဆိုင်ဆိုင်ကိုလာခဲ့ဖို့ပြောလိုက်ပါတော့တယ်တပတ်မှာတော့သမရကော်လင်းက jackie ရုပ်ကိုသူ့ဘဲဥပုံရုံးခန်းထဲမှာထားခဲ့ပြီးမယ်အခုပြန်လာတော့ရှာမတွေ့တော့တဲ့အတွက်ခေါင်းကိုက်နေခဲ့ပါတယ်သူ့တတော်ဆောင်အခန်းထဲဘသူဝင်သေးလဲလို့မေးလိုက်ပြီးမယ်တတော်ဆောင်ဘသူမှမဝင်ပါဘူးဆရာလို့ပြန်ဖြေပါတယ်အဲ့ဒါနဲ့ကော်လင်းလည်းအယုတ်ကိုရှာမတွေ့တဲ့အတွက်ဒီတိုင်းပဲအိမ်ကိုပြန်သွားခဲ့ပါတော့တယ် သမရရဲ့ dream movement တာကကော်လင်းပြန်ပြီးတော့သူလည်းပြန်မှုလုပ်ပေမဲ့မပြန်ခင်ရုပ်ကိုထပ်ပြီးတော့ရှာကြည့်ပြုံးမယ်ဆိုပြီးတော့ရုံငန်းထဲကိုဝင်လာလိုက်ပါတယ်အထက်ရောက်တော့ဂျမ်းမီမောလဲကြနေတဲ့ရုပ်ကိုတွေ့ပြီးတော့ကောက်ယူလိုက်ပြီးအရုပ်ကလည်းချစ်စရာလေးဆိုပြီးတော့စမန်တာကဂျက်ကီကိုတေးချာကြည့်နေခဲ့ပါတယ်အဲဒီအချိန်မှာပဲဂျက်ကီကသူယူထားတဲ့ကော်လင်းရဲ့စာအုပ်ဖွင့်တဲ့ဓာတ်ကိုထုတ်လိုက်ပြီးစမန်တာလေဘင်းကိုဓာတ်နဲ့လှီချပစ်လိုက်ပါတော့တယ်စမန်တာလည်းလေဘင်းကနေသွေးတွေပန်းထားပြီးတော့ခေါင်းကြီးပါပြတ်တော့မလို့ဖြစ်သွားတော့ဂျက်ကီကတေးစမ်းကွာဆောက်ရမ်းမိုက်တာပဲလို့ပြောလိုက်တော့တာပါ စမန်သာတီသွားတော့ချက်ကီကနှစ်ယောက်ကြပြီကွာလေးယောက်ကြံသေးတယ်လို့ပြောလိုက်ပြီးတဟီ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 နဲ့ရေနေပါတော့တယ်အဲဒီမှာကော်လင်းနဲ့ချာလော့တို့ကတော့သူတို့ရဲ့ခန်းထဲမှာစကားထိုင်ပြောနေကြပြီးတော့ကော်လင်းကတတိယမိသားစုအတွက်စိတ်မကောင်းကြောင်းကိုပြောနေပါတယ်အဲဒီမှာပဲချာလော့ရဲ့ဖုန်းထဲကို message တစ်ခုဝင်လာတဲ့အတွက်ဖွင့်ကြည့်လိုက်တော့ one and pride ပါဘဲဥပုံရုံကန်နဲ့လာခဲ့မင်းအောင်ကြောင်းမပြောပါနဲ့လို့စာပို့ထားတာကိုမြင်လိုက်ရပါတယ်ကော်လင်းကတော့မျက်စိမှိတ်ထားတဲ့အတွက်ချာလော့ဖုန်းကြည့်နေတာကိုမမြင်လိုက်ပါဘူး ရှာလို့လဲငါဟင်နရီကိုသွားကြည့်အောင်မယ်လို့သူယောက်ျားကိုပြောခဲ့ပြီးတော့ထွက်လာလိုက်ပါတယ်။ဘဲဥပုံရုံးငန်းကိုရောက်လာတော့ရှာလို့တယောက်စမန်သာတေဆုံးနေရာကိုမြင်လိုက်ရပြီးတော့လမ်းဖြန့်သွားခဲ့ပါတော့တယ်။ရှာလို့ကငါတို့ရဲခေါ်ရမယ်လီ FBI ခေါ်မှရမယ်လို့သွေးသွေးတန်းနေပြောနေပြီးဝါရိုင်ကသူ့ကိုမစ္စကောလင်စိတ်ထိမ့်မအောင်လို့ပြောလိုက်ပါတယ်။ဝါရိုင်ကအိမ်ပြတော်ထဲမှာလူသားသမားရှိနေပြီ။အဲလူသားသမားကအေဂျင့်တက်တီဘရုတ်ကိုတတ်တဲ့လူနဲ့အတူတူပဲဖြစ်နိုင်တယ်။အခုဘလောက်တောင်အန်နေများနေပြီလဲဆိုတာသိရမယ်။အမေရိကန်ပထမဆုံးတတိပုဂ္ဂလသမရအနေနဲ့ အမယောက်ျားဒီနိုင်ငံအကုန်ပြင်ဆင်ပေးဖို့ခရီးပေးထားတာသူ့ရဲ့အနာဂတ်ရောကျွန်တော်တိုင်းပြည်အနာဂတ်ရောတော့အန်ရရှိနေပြီဒီကိစ္စကိုအပြန့်ခံလို့မရဘူးလို့ပြောလိုက်ပါတော့တယ်အဲ့ဒီမှာပဲဒူးသမရာစပန်ဆာကအခန်းထဲကိုဝင်လာဖို့လုပ်နေတဲ့အတွက်ဂျာလောကသူ့ကိုတားလိုက်ပြီးတော့ကောလင်းခန်းထဲပြန်သွားပြီလို့ပြောလိုက်ပါတယ်စပန်ဆာကဒီအချိန်ဒီမှာဘာလုပ်နေရလဲဆိုတော့ဂျာလောကဟင်နရီရုပ်ကိုရှာနေတာလို့ဖြေလိုက်ပါတယ်စပန်ဆာပြန်ထွက်သွားတော့ဝါရန်ကသူ့လူတွေကိုခေါ်ပြီးတော့အခန်းထဲကစမန်တာအလောင်းကိုဘယ်သူမှမမြင်အောင်ရှင်းထုတ်လိုက်ပါတယ် နောက်တနေ့မနက်ရောက်တဲ့ခါမှာတော့ကော်လင်းကစမန်တာရောက်မလာတဲ့အတွက်စမန်တာစီဖုန်းဆက်ပေးမိတယ်။ဖုန်းမကင်ခဲ့ပါဘူး။အဲနဲ့ကော်လင်းကသူ့ရဲ့နောက်ထပ်အတွေ့အမှုတယောက်ဖြစ်တဲ့လူစီကိုစမန်တာစီကိုလူတယောက်လှုပ်ပြီးတော့သူအစီအပြေလားဆိုတာကြည်ပေးဖို့မှားလိုက်ပါတယ်။တပတ်မှဂျိတ်တို့တောင်းကတော့ Grand နဲ့တွေ့ဖို့တော့ Washington ကိုရောက်လာဖြစ်ပြီးသူတို့က Mr. Fairchild ကလိုက်ဖို့ပေးတာပါ။ဂျိတ်က Jackie ကြောင့် Grand ကိုဘာမှမပြောဘူးအကုန်လုံးကိုတရီပေးလိုက်ပြီးတော့ Grand ကိုနာမည်ကြီးနေတဲ့ရုပ်ရှင်တွေအကြောင်းနဲ့ကောင်မလေးတွေအကြောင်းပဲပြောကြဖို့မှားပါတယ်။ မစ္စဖဲချိုင်းကသူတို့အပြင်ကနေစောင့်နေမှာဖြစ်ပြီးတော့တခုပြဿနာများဖြစ်လာခြင်းချက်ချင်းဆက်သွယ်ဖို့ကိုမှာခဲ့လိုက်ပါတယ်။အဲနောက်သူတို့သောင်းတာကော်ဖီဆိုင်ထဲကိုရောက်လာနဲ့ Grand ကလက်စီကိုပြေးဖက်ပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ကော်ဖီဆိုင်ထဲမှာ Grand ရဲ့တတ်တော်ဆောင်တွေလည်းရှိနေပါတယ်။လက်စီက Grand ကို Devan တို့ Jade တို့နဲ့မိတ်ဆက်ပေးလိုက်ပြီးတော့သူတို့လေးယောက်သားစကားပြောကြပါတော့တယ်။ Jade တို့က Grand စိတ်ဝင်စားမဲ့အကြောင်းတွေကိုရှောက်ပြောနေကြပြီး Grand ကလက်စီနဲ့လက်နှချောင်းထောင်ပြီးတော့ဓာတ်ပုံတွေပါတွေတွဲရိုက်နေခဲ့တာပါ။ တက်တော်ဆောင်တွေကတော့သူတို့စောင့်ကြည့်နေပြီးတော့ခဏနေပြန်ကြမယ်လို့ Grand ကိုပြောလိုက်ပါတယ်။အားနဲ့ Devan နဲ့ Jade တို့လည်း Lassie ကို Grand နဲ့နှစ်ယောက်ထဲထားခဲ့ပြီးတော့အိမ်သာသွားလိုက်အောင်မယ်လို့ဆိုကထွက်လာလိုက်ပါတယ်။ Lassie က Grand ကို Easily PTT လှုပ်လိုက်တော့ Grand လည်းမခံနိုင်ပဲနင်ညီမကိစ္စငါတက်နိုင်တော့ကူညီပေးပါမယ်လို့ပြောလိုက်ပါတော့တယ်။ Lassie ကငါနေနဲ့ထပ်ပြီးတော့တွေ့ကျင်သေးတယ်လို့ပြောလိုက်တော့အလားပကလေး Lassie စီမှာကြာဆုံးနေရရှာတဲ့ Grand တကောင်ကတော့ Lassie တောင်ပြောစရာမလိုပဲနင်အိမ်ဖြူတော်ရောက်ဘူးလားလို့မေးလိုက်ပြီးအိမ်ဖြူတော်ကိုလာဖို့အတွက်ခေါ်လိုက်ပါတော့တယ်။ တမက်မှာတော့ဂျာလော့ကသူ့ယောက်ျားကိုသူစမန်သာအကိုနဲ့အဆက်အသွယ်ရချောင်းနဲ့စမန်သာတယောက်ရက်ဖြတ်စခန်းဝင်သွားကြောင်းပြောလိုက်တဲ့တော့ကော်လင်းလည်းအံ့ဩသွားပြီးတော့ဟာစမန်သာရက်ဆွဲနေရလားလို့မေးလိုက်ပါတယ်ဂျာလော့ကလည်းတေချာတော့မသိဘူးလေဟုတ်မှာပေါ့လို့ပြောလိုက်တော့ကော်လင်းကစမန်သာတယောက်တည်းဒုက္ခအောင်နေမှာပဲငါသူ့စီသွားလည်းကောင်းမလားလို့မေးလိုက်တော့ဂျာလော့လည်းအဲစခန်းအစားဝင်နေတဲ့၃ဘက်လောက်တွင်အဲ့တဲ့လက်မခံဘူးလို့ပြောလိုက်ပါတယ်ကော်လင်းလည်းအရင်ဆုံးတက်တီအခုစမန်သာငါလူတွေအကြောင်းငါဘာမှမသိလို့ဖြစ်နေပြီလို့ပြောလိုက်တော့ ။ချားလို့လေသူ့ယောက်ျားကိုလိန်နေရတာစိတ်မကောင်းဖြစ်သွားတဲ့ပုံပါပဲ။ဒါမှမှဂျိန်းနဲ့ဒေဗန်တို့ကသူတို့တဲနေတဲ့ဟိုတယ်ခန်းထဲမှာအင်ဂျီတွေပါရီဆွဲချုပ်ပြီးတော့အခြေချမ်းမှုလုပ်နေကြပြီးအဲ့အချိန်မှာပဲမစ်စ်ဖဲချိုင်းနဲ့လက်စီတို့ဝင်လာတဲ့တော့အကောင်လုံးကြောင်အန်းနဲ့ပေါင်တန်းလန်းနေဖြစ်ကုန်ကြပြီးတော့မနေတတ်မထိုင်တတ်တွေဖြစ်နေကြပါတော့တယ်။လက်စီကငါလမ်းသွားရှောက်လိုက်အောင်ပဲလို့ပြောပြီးတော့အမြန်ထွက်သွားပြီးမစ်စ်ဖဲချိုင်းကတော့ဂျိန်းတို့ကိုမျက်လုံးပြူးပြီးတော့ကြည့်နေခဲ့တာပါ။တပတ်မှာချားလို့ကတော့သူသား grand ကိုဂျိန်းတို့ဖွဲ့နဲ့ထားမတွေးဖို့အတွက်တားနေတော့ ဂရန်ကသူတို့ကသားတငယ်ချင်းတွေလေးလို့ပြောလိုက်ပါတယ်။ဂျာလော့ကမင်းတို့အသေးချာတော့မသိပါဘူး။ငါတို့သူတို့ကြောင်းစုံစမ်းပြီးပြီ။သူတို့တွေကတတော်ရာဇဝင်ဆိုးခဲ့တာဆိုတော့ဂရန်ကအမေသူတို့ကမိဘမဲ့တွေပါမေ။အကျမ်းဖက်သမားတွေမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်။ဂျာလော့ကသူတို့အင်ဖြူတော်ဖိတ်ဖို့စိတ်မချဘူးလို့ပြောလိုက်ပြီးသားတို့ကြောင်းကမြို့တော်ဝန်သား LS ကိုပဲဖိတ်ပါလားလို့ပြောလိုက်ပါတယ်။ဂရန်ကလက်စီတို့ကိုအင်ဖြူတော် Halloween Party ကိုဖိတ်ထားခဲ့တာပါ။ဂရန်ကကြောင်းအကောင်တွေကဘာမှမကြုံဘူးအမေ။ဘာမှလည်းနားလေတာမဟုတ်ဘူး။လက်စီတို့ကမှသာတားနေတူတာရှိတာ။ သူတို့ကတအားကိုလည်းနားလည်းပြေးကြလို့ပြောလိုက်တော့ဂျားလောက်လည်းအားဆိုအမေသူတို့ကိုမွေးစားထားတဲ့အမျိုးသမီးနဲ့တွေ့ကြည့်လိုက်မယ်လေလို့ပြောလိုက်ပါတယ်သူတို့ကိုစီကန်းလေးတွေအလုံထုံးလုံနီးလေးတွေပြောပြလိုက်မယ်လို့ပြောလိုက်တော့ Grand လဲဝမ်းသာပျော်ရွှင်သွားခဲ့ပါတော့တယ်တမန်မှာ Mrs. Fairchild ကတော့ Jayden Devan တို့ကိုဒါတို့အချင်းချင်းကြည့်နေကြသိပါတယ်ဒါကိုလည်းအပြေးအဝါထောက်ခံတယ်ဒါပေမဲ့မင်းတို့လိုဆဲကျော်တက်တွေတို့အတူနေတဲ့ခါမှာဘေးကင်းဖို့နဲ့အဆင်ပြေဖို့လိုတယ်တော့လို့ပြောလိုက်ပြီးတော့ Jay တို့ကို Sasha Education တွေတင်ပေးဖို့အတွက်လှုပ်ပါတော့တယ် နောက်တစ်ခါမှတော့ Jake Devan နဲ့ Lassie တို့ကအင်ဗျူရော်တဲကိုရောက်ရင် Jackie ကိုဘယ်လိုရှာမလဲ Jackie နဲ့တယောက်ချင်းတွေ့အောင်ဘယ်လိုလုပ်ကြမလဲ Jackie ကို Caroline ဘာမာလဲဆိုတာကိုဘယ်လိုမေးမလဲ Jackie ကိုဘယ်လိုတတ်ကြမလဲဆိုတာတွေကိုတောင်းတာတိုင်မင်းနဲ့ကောင်းစားနေခဲ့ကြပါလိမ့်အဲ့ဒါနဲ့ Devan ကဟုတ်တယ်ငါတို့အစီအစဉ်ဆွဲမှရမယ်ဆိုပြီးတော့စတင်ပြီးတော့အစီအစဉ်ဆွဲကြပါတော့တယ် Jake ကအင်ဗျူရော်တဲကိုဓာတ်ယူလို့မရပါပဲဒါ Halloween party ဖြစ်တဲ့အတွက်ဝတ်စုံတွေဝတ်ရမှာပဲဒီဝတ်စုံတွေကိုလက်နက်လို့တုံးလို့ရအောင်လုပ်ရမယ်လို့ပြောလိုက်ပါတယ် ဒေဗန်လည်းချက်ကီအပေါ်တက်မှာပဲရှိမှာအဲ့တော့ grand ငါတို့အပေါ်တက်ကိုဖိတ်အောင်လုပ်မှရောင်းငါနဲ့ jake ကချက်ကီကိုရှာမယ်နင်က grand ကိုအအောင်လွှဲထားလိုက်လို့လက်စီကိုပြောလိုက်ပါတယ်အဲ့ချိန်မှာ miss fair chain ကတော့တမရကရောချားလုံးနဲ့လာတွေ့နေတာဖြစ်ပြီး fair chain ကသူ့ကလေးတွေကတကယ်ကိုအဖြစ်ဆိုးတွေတွေ့ခဲ့တာပါဒါမဲ့သူတို့ကကဘာကြီးနဲ့အဆက်အသွယ်ပြတ်နေမယ်စားပူစာနာပြီးတော့ခန်းစားတက်လာကြပြီးတော့သူတို့ကအရန်ကိုတစ်ဆာရှိတယ်သူတို့မိသားစုလေးကိုထိန်းသိမ်းဖို့အစွမ်းကုန်စူးစမ်းနေကြတယ်လို့ပြောပြလိုက်ပါတယ်ပြီးတော့ fair chain ကကလေးတွေကငငယ်ရွယ်နဲ့ ပူဆွေးစရာတွေကြုံရလို့ရှိရင်ဘလို့ဖြစ်တယ်လဲဆိုတာရှင်လဲသိမှာပဲလေဒီတော့သူတို့တွေကလေးတွေလို့နေနိုင်ကုန်ကျမကဝမ်းသာလှပါပြီသူတို့အခုရှင်သားနဲ့တွေ့ရတော့လဲပျော်ရွှင်နေကြတယ်ဂရန်လဲပျော်နေမှာပါဆိုတော့ချားလို့လဲမစ္စတာဖဲချိုင်းပြောတာတွေကိုကြွေသွားခဲ့ပါတော့တယ်ဒါပေမဲ့အဲ့ချိန်မှာပဲဖုန်းမိလာတဲ့အတွက်ချားလို့ကခဏတော့ဆိုပြီးတော့ဖုန်းသွားထွက်ပြောခဲ့ပါတယ်ချားလို့ကဝါရန်ကလမ်းခေါ်တာဖြစ်ပြီးတော့ဝါရန်ကသူ့လူတွေကတတိသေးဆုံးမှုနဲ့ပတ်သက်လို့ကြီးစံစစ်ဆေးချက်အသေးစိတ်လှုပ်ထားတယ်တတိကိုသေးဆုံးသွားစေတဲ့ကြီးစံထွက်လာတဲ့နေရာကတော်တော်နှိမ့်နှိမ့်ကထွက်လာတယ် အဲ့လောက်နှိမ့်နှိမ့်လေးကနေသူ့ကိုယ်သူတတ်သေးဘွားတော်တော်ခက်ခဲပါလိမ့်မယ်လို့ပြောပြလိုက်ပါတယ်။ချာလော့ကအဲ့တော့ကျမတို့ရင်ဆိုင်နေရတာဘာလဲလို့မေးလိုက်တော့ဝါရန်ကငါတို့ရင်ဆိုင်နေရတာကအရန်ကိုကျွမ်းကျင်ပြီးလူအသက်ကိုဖတ်ရွက်လောက်တာမှတန်မိုးမထားတဲ့အရန်ကိုပါနှက်ပြီးတော့အန်ဒီရဲ့ကြီးလာတဲ့စိတ်မမှန်တဲ့လူတယောက်ပဲဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတော့တယ်။အဲ့ချိန်မှာမေးသဖဲချိုင်းကတော့ချာလော့ကိုအခန်းထဲမှာတယောက်တည်းထိုင်ဆောင်နေပြီးကြာလာတော့စိတ်ပြေလက်ပြောက်ဆိုပြီးတော့အခန်းထဲမှာလမ်းပတ်ရှောင်းနေခဲ့ပါတယ်။ပြီးတော့ခုံတစ်ခုံမှာဝင်ထိုင်ပြီးတော့ သူမြန်မာကိုတုံးနေတော့မှာပဲသူနောက်မှာထောင်ထားတဲ့အမေရိကန်လန်ကလှုပ်သွားတာကိုမြင်နေရပါတယ်မစ္စစ်ဖဲချိုင်းကတော့တိတ်တရီမထားမိပဲနန်ဘော်ကပကြီကားတစ်ချက်ကိုစိတ်ဝင်စားကြည့်နေတော့မှာချာကီကမစ္စစ်ဖဲချိုင်းမျက်နှာကိုအလံနဲ့အုပ်လိုက်ပြီးတော့ဒီကလေးတွေကိုနောက်တစ်ခါမိပါမယ်ဖြစ်အောင်လှုပ်ချင်စိတ်ကိုဘလို့မှမထိနိုင်ဘူးဖြစ်နေတာဟေးလို့ပြောလိုက်ပါတော့တယ်ပြီးတော့ချာကီကတိုက်ဟီဟီဟီနဲ့ရည်နေပြီးတော့မစ္စစ်ဖဲချိုင်းကိုအသက်ရှူကြက်ပြီးတော့တေးအောင်တတ်နေခဲ့ပါတယ်မစ္စစ်ဖဲချိုင်းလည်းတတ်နိုင်တော့ယုံနေပြီမယ်နောက်ဆုံးမှာတော့ချာကီလက်ချက်နဲ့ပဲ အသက်ထွက်သွားခဲ့ရပါတော့တယ်။ဂျက်ကီကတော့၃ယောက်ရှင်းပြီ၃ယောက်ကျန်နေပြီဟဲ့လို့ပြောလိုက်တော့တာပါ။ဓမ္မမှာချားလောကတော့ဝါရန်ကိုအဲ့လူသက်သမားကိုမိဖို့လုံးဝမနည်းစားသေးဘူးလားလို့မေးလိုက်ပြီးတော့ရှင်ပြောသူတို့လိုက်လုံးရင်ထူလာစေရမယ်လို့ရှင်ကျမကိုဂရီပေးထားတယ်လေလို့ပြောလိုက်ပါတယ်။ချားလောကလူသက်သမားကိုခုထိမမိသေးတဲ့အတွက်ဒေါသထွက်နေပြီးတော့ဝါရန်ကတော့ငါမင်းကိုဘာမှလိုက်မလို့ခိုင်းမအောင်မင်းပြောတဲ့ရလဲဆိုတာလေမင်းယောက်ျားနာမည်မပြတ်ဖို့ပဲမဟုတ်လားလို့ပြန်မေးလိုက်တာပါ။ချားလောကကျမမိသားစုအန်ရရှိနေပြီ။ ဒက်တီနက်စပန်သားကိုတတ်တဲ့လူကလည်းလွတ်နေတော့မယ်။ကျမကျမယောက်ျားနဲ့ကျမတို့နှစ်ယောက်အမေရိကန်ပြည်သူတွေကိုပေးထားတဲ့ဂရီတီနိုင်အောင်ဘာမှမစိုးလုံးပါပဲ။ရှင်လဲရှင်တာဝန်ရှင်ကြည်အောင်လုပ်ပြီးတော့လူသားသမားကိုရှာလို့ပြောလိုက်ပါတော့တယ်။ဂျာလောကအဲ့လိုပြောပြီးတော့အခန်းထဲကထွက်သွားမယ်အချိန်မှပဲဖုန်းတကောဝင်လာပြီးတော့ဝါနိုင်ကဖုန်းကိုကောက်ကင်လိုက်ပြီးခမောင်းကိုဆက်တာပါလို့ဂျာလောကိုပြောလိုက်ပါတယ်။ဂျာလောလည်းဖုန်းကိုကင်ပြီးတော့ဘသူလဲလို့မေးလိုက်တော့အဲ့ဖုန်းကိုဆက်တာကတော့ဆရာကြီးချက်ကီဖြစ်နေပြီ။ချက်ကီက နေကငါအမိုက်တွေကိုရှင်းရတာကြိုက်တယ်တော့ငါနင့်တို့အမိုက်သေးလေးထားပြီးခဲ့ပြီတေးသေးချာချာလေးနဲ့ထုတ်ပိုးပေးတာတွေခရစ်စမတ်မနက်ခင်းပါပဲလို့ပြောလိုက်ပါတော့တယ်ပြီးတော့တဟီ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 နဲ့ရည်နေပြန်တဲ့အတွက်ချားတော့လဲဖုန်းကိုချက်ချင်းထားခဲ့ပြီးတော့ message fairchain ရှိတဲ့အခန်းကိုအမြန်ပြန်သွားခဲ့ရမှာတော့လဲကြတေဆုံးနေပြီဖြစ်တဲ့ message fairchain ကိုမြင်လိုက်ရပါတော့တယ်ချားတော့ကတော့ထိတ်လန့်တုံလှုပ်နေပြီးတော့ဝါရန်ကအလောင်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အလံနဲ့လူတက်တာဒါသတင်းစကားပါနေသလိုပဲ အမေရိကန်ဆိုတာကသူ့အမှုတွေကိုစက်ပြီးတော့ဖုံးပြီးထားမှောက်သူကသိနေတယ်လို့ပြောလိုက်ပါတယ်ချာလော့ကတော့မရတော့ဒါတော်သိမ့်ပြီကျမကရဲကိုဖုန်းဆက်တော့မယ်လို့ပြောပြီးတော့ဖုန်းဆက်ဖို့လုပ်နေတော့ဝါရန်ကချာလော့ကိုဖိုင်တစ်ခုပေးပြီးတော့မလုတာကောင်းလိမ့်မယ် message calling လို့ပြောလိုက်ပါတော့တယ်ချာလော့လည်းအဲ့ဒီဖိုင်ကိုဖွင့်ကြည့်လိုက်တော့သူ့ယောက်ျားဖြစ်သူတမရ calling နဲ့တခြားအမျိုးသမီးတယောက်တော့အတူတူရှိနေတဲ့ဓာတ်ပုံတွေဖြစ်နေတာပါဝါရန်ကငါမယောက်ျားကိုမဲမထည့်ခဲ့ဘူးသူ့ကိုမယုံလို့မဟုတ်ဘူး तू ကလည်းတိတ်ခါစောင့်နေသူပဲ ဒါမဲ့ तू မဲဆွဲတဲ့ပွင့်လင်းမြင်သာမှုဆိုတာကျွန်တော်လက်မခံဘူးကျွန်တော်အချိန်မျိုးအသက်ပေးရတဲ့ဒီလပတဲ့နိုင်ငံကအမေရိကကလူဝတ်ချက်တွေနဲ့တီဆောင်ထားတာပါလို့ပြောလိုက်ပြီးဒီကိစ္စသာပေါ်သွားရင်အတော့ကိုစိုးသွားလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်ဝါရိုင်းကကောလင်းဖောက်ပြန်တာနဲ့ချားလော့ကိုချိန်ချောက်ပြီးတော့ဒီလူတက်မှုတွေကိုဆက်ပြီးတော့ဖုံးထားဖို့အတွက်လုပ်နေခဲ့တာပါခမ ्या ့ကြားလဲကောင်းတာတွေမလုပ်နိုင်ခင်မှာတမရဘွားအဆုံးသတ်သွားလိမ့်မယ်ဒါဆိုရင်ခမ ्या နဲ့ခမ ्या သားနှစ်ယောက်လဲတော်တော်ထိခိုက်သွားမှာပဲလို့ပြောလိုက်တော့ချားလော့ကရှင်တော်တော်ရုပ်မာတာပဲဒါကျမယောက်ျားနဲ့ကျမသားကိုကြီးကိုတာကိစ္စလीအ ဒီကိစ္စကိုကျမတို့တွေရွေးကောက်ဝယ်မတိုင်ကြတဲ့ညှိပြီးတော့သဘောတူထားပြီးသားလို့ပြောလိုက်ပါတော့တယ်။ဒါပေမဲ့နောက်ဆုံးတော့ချားလို့လည်းလက်မခံခြင်းမိမိဝါရိုင်းရဲ့အကြံအတိုင်းပဲလူသန်းမှုတွေကိုဆက်ပြီးတော့ဖုံးပြီးထားဖို့ကိုလှုပ်လိုက်ရတော့တာပါ။အဲဒီချိန်မှာဂျိတ်တို့သောကတော့ basic fair chain မိုးကြိုးတဲ့ဒီပြန်ရောက်မလာသေးတဲ့အတွက်စိတ်ပူနေကြပါလေ။ဂျိတ်ကသူအခုချိန်ဆိုပြန်အောင်သိနေပြီလို့ပြောတော့လက်စီကငါ ground ကိုစားပို့ပြီးတော့မေးနေတယ်လို့ပြောလိုက်ပါလေ။ပြီးတော့လက်စီက grand ပြောတာသူ့အမိနဲ့သူတွေ့ပြီပြီ။အရန်ကိုအစီအပြေတယ်လို့ပြောတယ်။ငါတို့ဖိတ်မယ်လို့လည်းပြောတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါလေ။ အဲ့ဒီချိန်မှာပဲ JC ကို Miss Fair ချိုင်းကဗီဒီယိုကောလမ်းခေါ်တဲ့အတွက် Jake ကကင်လိုက်ရာမာတော့တစ်ဖက်ကပေါ်လာနေတာကတော့တစုံတကီပဲဖြစ်နေခဲ့ပါတော့တယ်။ Jackie ကငါ့ကိုတွေးရလားကွာလို့မေးလိုက်တော့ Jake ကဒေါသထွက်ပြီးတော့ Miss Fair ချိုင်းဗမာလေးအောင်လို့မေးလိုက်တာပါ။ Jackie ကငါစိတ်မကောင်းပါဘူး Jake ရာ။ तू ကမင်းရဲ့တေသွားတဲ့မိပါလိမ့်မယ်။အဲမှာသွားတွေးနေပြီကွာဟ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 ာဆိုရီပြီးတော့ပြောလိုက်ပါသေးတယ်။ပြီးတော့ Jackie က တို့တွေကငါ့အစားတော်ပြည်ထနာတွေဖုံးပေးထားသေးတယ်ကွာအမေရိကကိုဘုရားသခင်ကောင်းကြီးပေးပါစေလို့ပြောလိုက်တော့တာပါအမှလက်စီနဲ့ဒေါသတွေထွက်နေပြီးတော့ဂျက်ကီငါနင်းကိုလာတတ်မယ်လို့ပြောလိုက်တော့ဂျက်ကီက No ငါနင်းကိုစောင့်နေပါလက်စီရဲ့ငါနင်းတို့အားလုံးကိုလက်နက်အပြည့်စုံနဲ့စောင့်နေပါဟာလို့စိန်ခေါ်လိုက်ပြီးဒီ Halloween ကတော့ငါတို့အတွက်သွေးလွန်ဆုံးဖြစ်နေမှာတေးကြနေပြီဟေ့လို့ပြောလိုက်ရင်းနေပဲဒီဘိုင်းကဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီနေ့အတွက်ကတော့ဒါပဲနောက်လေးမှာအပိုင်းဆုံးနဲ့ဆက်ပြီးတော့တွေ့ကြပါမယ်။ဂျက်ကီကတော့ဆောင်ရုံကျန်နေပြီ။သမရအင်တော်တဲ့ဒီရောက်တဲ့ပြီ။ဟောလွင်ပါတီပွဲကိုမှမှဒွေလွန်ဆုံးဖြစ်အောင်နှွဲတော့မယ်ဆိုတော့ Okay ဘလောက်တော့ဆက်ပြီးတော့ကျန်းကြအောင်မလဲကျွန်တော်အပိုင်းဆုံးမှာဆက်ပြီးတော့ကြည့်အောင်ပါ။အဲ့တော့ channel subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါလိမ့်။ပြီးတော့ရုပ်ရှင်ကားလေးအစားဆုံးပြန်ကြည့်ခြင်းလဲ Telegram channel ကို join ထားလို့ရပါတယ်ခင်ဗျာ။ကျွန်တော်အဲ့မှာပြန်ပြီးတော့တင်ပေးထားပါမယ်။ဆိုတော့ဒီနေ့မှာအစားကနေဆုံးဒီ live ပါကြည့်ရှုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးရောဂျက်ကီချစ်သူများတယောက်ချင်းစီမကြမ်း အကောင်လုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ